အမှန်တန်လဲမှတ်သားစရာကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတမတမှုရှိတယ်သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကို သူပြောမှာရှားနိပုပ်ပြီအကရိတဝငငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပ္ပစ္စမနုတ္တပတိအေး နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်နောင်နာပူပန်ရလိမ့်မယ်လှုပ်တဲ့အချက်ဆက်ကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှင်နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလှုပ်မိတာမှားလိုက်တာလို့စိတ်ပူပန်နေကြပဲအဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ချာမှာပေါ့ဒီလိုဆိုလို့ တော့နောင်တစကားတွေဆိုတာဟိုမဟုတ်တာလုပ်တဲ့လူတွေမှသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုပ်တဲ့လူကနောင်တမှမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကဘာပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင် မရှာနိုင်လို့ရှိရင်ဝိစာဝဏ်ကြီးခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာမင်းငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်ပဲဆက်မရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စီဆိုဘာမှစားကြမရှိဆိုစိတ်ပူတာပဲလေ အဲ့ပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ်ပတိပစ္စည်းဥစ္စာဆိုတော့ရောင်းရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါပါလို့ဆိုပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရောင်းရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါတွေဟိုလှုပ်တဲ့လှုပ်ထိုက်တယ် အဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာအားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေရှာရသည်မြကုံသုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေ။တော်ရဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ မမှန်းဆိုရဲဆိုရဲလွှတ်ကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြတာအဲ့ဒီတော့ကတက်တုံးခွဲတဲ့လူသမားတွေမှာ ကလာတယောက်ပါတယ်ဘမအခေါ်ကလာပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလှုပ်တဲ့သူကဘမ လားမို့သူကခေါ်ရယူခေါ်တာမဟုတ်ခွေးကလားလို့ခေါ်တာသူ့လို့တမဟုတ်ခွေးကလားလားဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီးဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားတော့အဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာ ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းလို့ကျွန်တော်လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆို तू ကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မယ်ရှင်းရှင်းလုပ်တော့မယ် ဟိုလူကအလုံသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်းလက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှု꽈သွားတာပေါ့အဲ့ဒါကိုပြောတာသနာတဏ္ဍပင်ဒီကနေ့ခင်မှလည်းအဲ့ဒါပြောတာအလတ္တဝိတံတပ္ပတိပုပ္ပိအတမုထာဏိတံပစ္စည်းကိုရှာပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နပုပ္ပိဒနမေသိတံဣတိပစ္ဆာနုတပတိငါငငယ်တုန်းကရှားရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငငယ်တုန်းကနော်ကြိုးစားပြီးတော့မရှားခဲ့ဘူးမဆုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားရမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ရတယ်ဆုတဲ့လူတွေကတထေးဖြစ်ကုန်ပြီ तू ကတထေးပဲဖြစ်တော့အဲ့ဒါကိုပြောတာမှန်တယ်ဒါလူလောကမှာ တကယ်လို့ရမယ်ကိစ္စတွေပဲဒါနိဗ္ဗာန်ရောက်ကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေနိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘုံမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ကြောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှာစုစုဆောင်းဆောင်းထားမဟုတ်ရင်တက်ကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ် ဒါတခုနောက်တခုကအဲ့တော့လူဆိုတာဘဝတခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်။ကိုယ်ကြည်တနာရှေ့မှာစုဆုံးထားမှာကုန်။နောက်လေကြည့်နောက်စီမဖြစ်သင့်ဘူး။ကိုယ်မှာစုစုဆောင်းဆောင်းရှိနေရမယ်နောက်ခံ။နောက်တခုကပါတော့ဆိုစီးပွားရှာတယ်လို့ပဲ။ပညာနဲ့ကြိုးစားသင့်ဖို့လိုတယ်။ဒုတိယအချက်က တัจจရူပံပုရိတန္တံဘယသိပ္ပံနတ္တိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တနောဣတိပိစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကြိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူးတကြည်ရင်လောက်မသိနိုင်ဘူးရရှိကောင်းတယ်နားကောင်းတယ် ူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင်အတတ်ပညာကိုတောင်းသင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်အောင်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတအတတ်ပညာမရှိရင်သမွေဝမ်းကြောင်းခက်တယ်တဲ့ဟုတ်တယ်ကိုတတ္ထလေးတခုရှိရင်အဲ့ဒီတတ္ထလေးကိုမိပြုပြီးသမွေကြောင်းဝမ်းကြောင်းလုပ်လို့ရတယ်အတတ်ပညာမတတ်ဘူးဆိုလို့ရှိရင်သမွေဖို့ခက်တယ် ဒါကြောင့်ဟိုငယ်စဉ်ခါမှပညာကြိုးစားရှာပါဖြူကြိုးစားတင်ပါမတင်ခဲ့ဘူးဆိုရင်မင်းနောက်နိုင်ရလိမ့်မယ်တက်ကြီးမှတော့မင်းမတင်နိုင်တော့ဘူးရစီရလည်းမကောင်းနားလည်းမကောင်းသူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ကြဘာမှလည်းပညာမတက်ဘူးဆိုပြီးသွားမှလည်းမခိုင်းတော့အဲ့ဒါဒုတိယချက်အဲ့တော့လူလောကရောက်လာလို့ရှင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆို နံပါတ်1မင်းစီပါချာစုစုဆောင်းဆောင်းထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုက်သူပြည်သားတွေနော်စီပေါင်းဆက်ရအောင်ရှာကြအတတ်ပညာတတ်တောင်းသင်ထားကြကိုပညာနဲ့ကိုလှုပ်ဆောင်လို့ရဒီနှစ်ခုအေဟုတ်ပြီနောက်တတိယအနေနဲ့ပြောတော့ဆိုတော့ ကုတဝေတိပုရိအသိပိတုနောပိဋိမန္တိကောစန္ဒောသဖုသောသပိဣတိပစ္ဆာဒုတပတိလူဆိုတာစီပွားလဲရှားပညာလဲသင်အဲ့ဒီချိန်မှာရိုးသားဖြောင်းမတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ဘုရားဘာတော့ဆိုရင် ပတ်စံမရှိတော့သူကပတ်စံရှာတယ်။ပါနဲ့ရှာတော့ဆိုကောက်ကျစ်ဆင်းလဲတဲ့နေ့တွေနဲ့ရှာ။ဟိုလူဆရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူး။ဒီလူဆရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူး။နော်။လိမ့်လေလှည့်ပြားတယ်။ကုတဝေတီပုရိအသေ။ကောက်ကျစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်။ပတ်စံရှာရပြီအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူး။အတုနဲ့ရှာ။လိမ့်လေပြီးတော့ပတ်စံရှာ။ရှာပြီးတော့ လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုရင်ဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတည့်အောင်လှုပ်တာတော့ဒါတွေဒါတွေလည်းလှုပ်တယ်ပိဋိမန္တိကောတဲ့သူများပိဋိမန္တိကဆိုတဲ့စကားလုံးကပိဋိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင် နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဩဖာရုံဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ်အမှုဘလောက်ပဲ အဲအမှုကထင်ရှားနေနေသူကနေပြီးတော့ခိုးလူဆက်ပစံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပြီးခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဩခေါ်တာရှိတယ်လေဩငှားတာပေါ့လူငှားပြီးတော့လှုပ်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားပစံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေအဲ့လိုလော်ဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ် သူများကြောကိုနောက်ကနေဗမာစကားကတော့နောက်ကြောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကပါဆိုတော့ဆိုပိဋိမန်တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆိုအဲ့နောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာပတ်ဆံယူပြီးမတရားလုပ်ပေးတာဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတယ်စံဒေါသပြုဒေါသပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်သက်ကလည်းကြမ်း ဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုံးတယ်ဆိုပြီးတော့တေခါနည်းကြတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုံးသိမှုလို့ပြောတယ်နောက်စတုထအချက်ကလည်းတူရဲဒုစရိုက်နဲ့ဆိုင်တယ်လူတယောက်ဟာပြည့်ပြည့်စင်အခါမှာကောင်းကောင်းမွန်မွန်နေပဲနဲ့ ပါဏာတိပါတိပုရိအသိလုတော်စာပိအနာရိယဘုဒ္ဓနာနာပစာဧတာဣတိပစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့ချိန်တော့ဆိုရင်တော့တရားဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော့စိတ်ဓာတ်ကကြမ်းတမ်းတယ်ရဲဆက်တယ်အနာရိယောလူတော်လူကောင်းစိတ်မရှိဘူး းလူစိတ်မရှိဘူးဘူတနာနာပစာရိတ်တန်ဆိုဘသူ့ဥမကိမဆိုင်ဘူးအကျဉ်းတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပေးရင်တော့လှုပ်တာပဲဘသူ့တတ်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကြလို့ရှင် သူလုတ်တဲ့သူလုတ်ရတဲ့ပုံမှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလုတ်တာကောင်းမမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီးပွားရှာတဲ့ဤနှစ်ခုပဲနော်အာဂတိလိုက်စားပြီးတော့စီးပွားရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီးပွားရှာတယ် နောက်သူများတဲ့တပ်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရဆက်တယ်ဘယ်သူ့ဘောမှအကျဉ်းတရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဗဟုသူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရံအာသေဝေတံဣတိပိဿောနုတ္တပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာန်းတာပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ သူကနောင်တပူပန်ရတတ်တယ်။ကိုချင်းတရားပြက်ပြားတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြားတယ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်။အဲသူတော်ဘာမယားမပြင်းမှန်းနဲ့လို့ဆိုလို့တယ်ပေါ့။သူတော်ဘာမယားမပြင်းမှန်းနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်ဘာမယားမပြင်းမှန်းနဲ့ဆိုတာဒီဒီ ပါဏိပါဒအာရိဏဒါနကာမိတုပိဿာစာရပဲဒီသုံးခုကိုထည့်ပြီးတော့ပြောတာเนาะပေါင်းလိုက်မယ်ဆိုရင်ဒီသုံးခုပဲအဲ့ဒီလိုနံပါတ်1ကဝိจิตနာကိုငယ်ရရအောင်မရှာခဲ့တာရယ်နံပါတ်2ကအတ္တပညာတအောင်မသင်ခဲ့တာရယ်နံပါတ်3 4ကပါတော့ဆိုရင် ကိုချင်းတရားပြပြခဲ့တာ၏ပါဏာတိပါဒအရိဏဒါနကာမိတမိစ္ဆာစာရဆိုရကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင်တာတွေကိုရှောင်းမယ်နောက်တစ်ခါလုံးသင်တာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန္တမိအာနာပါဠိဥပတိတေကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့ ဘသူကိုမှပေကံထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့ကမပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ဒါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ကခုကြတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တပူပန်ရတယ်တဲ့တခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမန္တရံပိတရံစာပိ စေနကံကတယောပနာဘဟုတံတော့နဘောတိတ်တံတပ္ပိစ္ဆာမတုဣတိပစ္ဆာမတုတပ္ပတိအမိဖေးတွေတဲ့ရချီလာတဲ့ခမာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေးတွေမထောက်ပတ်ငယ်အမိလည်းတည်သွား၏ဖေးလည်းတည်သွား၏ငါဘာမှမလုပ်လုပ်ခဲနိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပြုပန်ရတတ်တယ်အဲ့ဒါငါအမိဖေးတွေအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာတဗ္ဗကမ္မရတံဟရပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမားကြီးခင့်မမိပါဘူးကိုနေရကိုနေသမ်းမှလို့အဖေပေါ်မှာတာတလာချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကတောင်းတပူပန်ရတတ်တယ်ပြီးပါစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်း တော့မိဘကိုယုတ်တိနေစားဖို့ဆိုပြီးဆုံးမတာအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့တမဏိပြမဏိစာပိတိလဝန္တိဘဟုတုတေနာပုပ္ပေနာပုပ္ပိပရိပာပရိယုပယိတံဣတိပိစ္ဆာမနုတပတိအကျင့်ကောင်းတဲ့ကုချင်းသီလနဲ့ပြည့်စုံတဲ့ဘောဓိရကျွတ်သွားတဲ့တမဏပြမဏတွေ ဟုတ်လားတပဏ္ဏပြမနာဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန်တန်ငါးတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ငါးတွေကို ချင်ကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လည်းနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကနော် နောင်တပူပဟတာပဲဒါလဲငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့တာဓုဟောတိတပောစိန်သော တန်တော်စာပြုပါ၏တိတော်နသပုပ်ပြီးတပောစိန်တော်ဣတိပစ္ဆာနုတပတိအသက်ရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြကိုအထောဥပမာဥပုသ်ဆောင်ရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့အလုပ်တွေဥပုသ်ဆောင်နေတရားထိုင်နေဒီလိုဟာမျိုးတွေလုံသိမ့်လုံထိုက်တယ်ပေါ့နော် အဲ့ဒါဥပုသ်ဆောင်ရင်တရားထိုင်ရင်ဆိုတော့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတာတေခဏီးကြတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေသူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲနော်နံပါတ်